thank you App Export 2060ဟာ၄ချိန်မြောက်ပြသတာဖြစ်ပြီး data တွင်းနည်းပညာတိုးတက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Mekong Innovation ကနေစီစဉ်တာပဲဖြစ်ပါတယ်။လူငယ် App Developer တွေအတွက်အခွင့်အလမ်းတစ်ခုဖြစ်စေမဲ့ App ရေးဆွဲတဲ့ပြိုင်ပွဲတစ်ခုဟာလည်းပြပွဲရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်ခဲ့ပါတယ်။ App Export ပြပွဲဟာမြန်မာနိုင်ငံ Application တွေနဲ့ပတ်သက်တဲ့ဈေးကွက်တွေကိုဖွံ့ဖြိုးအောင်လုပ်ပေးဖို့အဓိကရည်ရွယ်တာပါလို့ဆိုလာသူကကိုစောစောမျိုးလွင်မှာ @expo ပြပွဲကိုလာရောက်လေ့လာရင်ရနိုင်မဲ့အကျိုးကျေးဇူးတွေကိုအခုလိုပဲပြောပြခဲ့ပါသေးတယ် ဒီကတော့ကျွန်တော်တို့ motivation ပေါ့သူတို့အနေနဲ့ဟာသူများတွေတော့ဘယ်လိုလုပ်နေပြင်ကအောင်လဲဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်ဖြစ်စေတင်တယ်။အော်ဤပညာဆိုတာကဟိုအများကြီးကျေပြန့်ပါတယ်။အကုန်လုံးကတော့ဒီ platform တွေပေါ်ပဲသွားနေကြတယ်ဗျ။ဒါပေမဲ့ idea ပဲ။သူ idea ရဲ့ကိုယ့်ရဲ့ idea ကိုဘောကထုတ်ပေါ်ပြသနိုင်တဲ့အခွင့်အလမ်းတွေပိုရအောင်လို့ကျွန်တော်ဒီလိုပြပွဲတွေစီစဉ်ပေးတယ်ပြပွဲတွေစီစဉ်ပေးတယ်အဲဒါမျိုးတွေလည်းကျွန်တော်ဟိုအတက်နိုင်ဆုံးဆက်ပြီးလုပ်သွားဖို့လည်းရှိရတယ်။အဲ့တော့လူငယ်တွေနေနေဒီလိုပွဲတွေ participate လုပ်ပါလာကြည့်ပါလေ့လာပါကြိုးစားကြပါလို့ကျွန်တော်ပြောတင်ပါတယ်ဟုတ် App Expo 2016ပြပွဲမှာ mobile application နဲ့ social media application တွေပါဝင်တဲ့ပြာခန်းပေါင်း20ကျော်နဲ့ပစ္စည်းအမျိုးအစား30ခန်းပါဝင်ပြသခဲ့ပါတယ်။ Mekong Innovation ကလည်းစီစဉ်တဲ့လူငယ် app developer တွေအတွက် app ရေးဆွဲတဲ့ပြိုင်ပွဲအတွက်ပထမဆုံး15သိန်း၊ဒုတိယဆုံး10သိန်း၊တတိယဆုံး9သိန်းချီးမြှင့်သွားမှာဖြစ်ပါတယ်။ဒီစုတွေအပြင် application ထွက်လာသည့်အထိလိုအပ်တဲ့အကူအညီတွေကိုလည်းပေးသွားအောင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်ဘုမားပြီးမှအလိုမျိုးအားနေပါတယ်လူငယ်တွေကဝင်ပြိုင်မှုအတွက်ဟိုလူငယ်တွေအားလုံးဝင်ပြိုင်တဲ့သူတွေရောစုရတဲ့သူတွေရောအားလုံးကဒီသူတို့ရဲ့ idea တွေကိုလည်းကျွန်တော်လေးစားပါတယ်ဆက်ပြီးတော့လည်းကျွန်တော်တို့ဟိုပြိုင်ပွဲတွေဆက်ပြီးတော့လုပ်သွားပါအောင်မယ်နော်ပြီးလို့ရှိရင်ဒီပြိုင်ပွဲနဲ့ရရှိတဲ့သူတို့ရဲ့ဒီ experience တွေကို carry forward လုပ်ပြီးတော့သူတို့ line မှာ application တွေကိုဆက်ပြီးတော့ develop လုပ်သွားလို့ရပါတယ် ပြန်ဝေးရတဲ့ first second တက်တီကလည်းပတ်စံကအဓိကမဟုတ်ပါဘူးကျွန်တော်တို့အဓိကပြောချင်တာကတော့ဒီကျွန်တော်တို့သူတို့ train လုပ်ပေးလိုက်တဲ့ application ကိုဘယ်လို develop လုပ်မလဲဘယ်လိုရေးရတယ်ဘယ်လို team work နဲ့တွားရတယ်ဒီလို team work နဲ့ဘယ်လိုလုပ်နိုင်တဲ့ idea ကိုသူတို့ရတော့ပါတယ်ဟုတ်ကဲ့